ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အခုတောက်ကြသားသမီးများတို့6လပိုင်းတလစာကိုကံကောင်းကံအဆူများကိုဟောပြောနှံ့ညွန်ပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအပေါင်းလေးနှိပ်ပြီးတော့ follow လေးထားဖို့လိုအပ်ပါတယ်။ တောက်ကြသားသမီးများဒီကာလမှာမိမိတို့ဇနီးမယားအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်အလုံးအကင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေ ချိန်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်အဲ့တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြူတဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်အကြီးအကဲရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတစ်တီအောင်မြင်ရတတ်ပါတယ်အထက်လူကြီးကိုစကားပြောဆိုလေးတွေဆင်ခြင်ပေးရမှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခု စတင်အကောင့်ထဲပေါ်တတ်ပါတယ်။ဆုံးဖြတ်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခကြီးဝေးတွေလည်းတွားရတတ်ပါတယ်။မိမိတို့အနေနဲ့တင့်လုပ်ငန်းတွေရတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတင့်လုပ်ငန်းတွေလုပ်နေနေเนาะတင့်လုပ်ငန်းနဲ့ပတ်သက်တာတွေ ိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။အမျက်အစွန်းများတတ်ပါတယ်။စေမျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်ရတတ်ပါတယ်။အပြိုလူပြိုဖြစ်နေရင်တော့အိမ်အောင်ကြကင်းရှိပါတယ်။တောက်ကြသားသမီးတွေအားလုံးအိမ်အောင်ကြတတ်ပါတယ်။မိသားစုကျန်းမာရေးဂရုစိုက်ပါအဖေမေရဲ့ကျန်းမာရေးကိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့မိမိတို့ရဲ့ ဒီပါဇက်တို့နှောက်ခမ်းတို့မှာအပူဖူးပေါက်တံတို့ရှာနာတာတို့ဒါမျိုးလေးတွေလည်းယောဂဝေဒနာတွေခံစားရတတ်ပါတယ်ဝေးစေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ဝေကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်တောက်ကြသားသမီးတွေဒီ6လပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ဝေတွေညားစွာ ကောင်းနေတတ်ပါတယ် မင်္ဂလာကိစ္စတွေချီးရေးနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်ချီးရေးမှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့ချီးရေးမျိုးကိုရင်ဆိုင်နေရတတ်ပါတယ်ကိုချစ်တာတယောက်ကိုလားချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်အိမ်တော်ကြီးမှာလည်းဒီတိုင်းပါပဲအဲ့တော့မိမိတို့အိမ်မှာသားသမီးရေဒနာဝင်ကင်းရှိပါတယ်အိမ်တော်တောက်ကြသားသမီးတွေမိမိတို့အိမ်တော် တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်တော်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်သားသမီးရည်တနာတွေဝင်လာတတ်ပါတယ်ပြောရမယ်ဆိုချင်းနှောင်းဝင်တတ်ပါတယ်အဲ့တော့ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူရတတ်ပါတယ်တနင်္လာသားသမီးတွေကုညီမသာချင်းတွေခံရတတ်ပါတယ်တနင်္လာသားသမီးတွေအကျိုးပေးပါတယ်တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့်ညာစွာ ကောင်းကျိုးကျေးဇူးတွေခံစားရရှိတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမရဲ့အထူးကယူစိုက်ဖို့လိုအပ်ပါတယ်။ခြေထောက်မှာထိကြိုက်တံရရရှိတတ်ပါတယ်။သွေးကြောနဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာကယူစိုက်ပြီးပါအဲ့ဒီတော့မိမိတို့အနေနဲ့အညံ့နေပြပြောက်ဖို့အတွက်ဆိုရင်တော့ကမာကြီးဖီးယားမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ် လမ်းကုန်ညွန်2ညွန်ငွေပန်း3ကုန်ကျက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကဘာကြီးဖျားမှာတွားရောက်လှူခန်းပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ဖျားမှာကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးကတ်လူပေးပါဒီ6လအပိုင်းမှာတောက်ကြတာသမီးတွေအထူးလက်ရှင်နဲ့ကံလာပါငွေကြီးပိုင်းနဲ့အစဉ်ပြေပါတယ်နေ့စဉ်ဝင်ဝေကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြန့်နဲ့ကော်ဖီကိုတူတန်းပေးရမှာဖြစ်ပါတယ် ဲ့တော့သူအသရိမဲတော်မုံငါဆုံးလေးကတ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာ ထောက်ပံ့ကောင်းနေရရှိတတ်ပါတယ်။တောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူး။ဒီလမှာကံနေကောင်းနေတတ်ပါတယ်။ကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလူရာစန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်။